2029ခုနှစ်အာရှဖလားခြေစပွဲအုပ်စုပွဲစဉ်တစ်အဖြစ်ဒီနေ့မတ်လ25ရက်နေ့ညနေ9:00တိုင်းမှာမြန်မာလက်ယူစင်အသင်းနဲ့အာဖဂန်နစ္စတန်လက်ယူစင်အသင်းတို့ရှင်ပြိုင်ကစားသွားဖို့ရှိတယ်ပေါ့နော်အဲ့တော့ပထမဆုံးနေ့ကျွန်တော်ပြောချင်တာကမြန်မာဘောတော်အဖွဲ့ချုပ်ရဲ့မီဒီယာပိုင်းကတော်တော်လေးကိုအားနည်းတစ်ထပ်ကိုအားနည်းလာတယ်ကြားထဲမှာဟိုနိုင်ငံတကာခြေစမ်းပွဲတွေကစားရမယ့်အချိန်မှလည်းနိုင်ငံတကာခြေစမ်းပွဲစဉ်တွေကို မစားနိုင်ခဲ့ဘူးအဲနိုင်ငံတကာပွဲစဉ်တပွဲကိုရောက်လို့အစီအစဉ်နိုင်ခဲ့ဘူးဒီ MNL All Star အသင်းရဲ့အခြေစားပွဲတပွဲကိုရှင်းပြန်ကစားခဲ့တယ်ဒီအခြေစားပွဲရှင်းပြန်ကစားဖို့တော့အစီအစဉ်နိုင်တော့ခြားနိုင်ငံတွေအားလုံးပြအခြေစားပွဲရှိတဲ့အသင်းတွေအခြေစားပွဲကံတယ်ဥရောပဘက်မှာဆိုတော့ဥရောပအခြေစားပွဲတွေကံတယ်အာရှမှာဆိုလည်းအာရှအခြေစားပွဲတွေကံတယ် ခြေစပွဲတွေမကန်တဲ့အသေးနေရာနဲ့ခြေစမ်းပွဲတွေကန်တယ်ဒါကြောင့်ကျွန်တော်ဒီ fever သတ်မှတ်ထားတာပေါ့နော် fever ကနေပေးတဲ့ရမှတ်အတွက်လည်းဒီခြေစမ်းပွဲတွေကတက်ရောက်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့လက်ရွေးစိအသေးနေကပွဲစဉ်တွေကိုကစားရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မြန်မာလက်ရွေးစိအသေးနေနဲ့ဒီခြေစမ်းပွဲကစားရမယ့်ကာလမှာခြေစမ်းပွဲမကစားနိုင်ခဲ့ဘူးအဲပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီ MNL All Star အသင်းနဲ့ပွဲစဉ်အပြီးမှာအပီးသက်လူစည်းရင်းကိုကြေညာမယ်လို့ပြောခဲ့တယ်ဒါပေမဲ့သူတို့မကြေညာခဲ့ဘူးပေါ့နော် ကျွန်တော်တို့ဆိုရှင်ဗျမြန်မာမြန်မာ football federation ပေါ့နော်ဒီ facebook page ကိုကြည့်တယ်ကြည့်ပြောလို့ရှင်ဒီ facebook page ရဲ့တင်အချက်လက်တွေကိုယူရယူပြီးတော့မှကျွန်တော်ဒီ content တွေပြန်လုပ်တယ်ဒီ video တွေပြန်လုပ်တယ်အဲ့တော့ကျွန်တော်တို့ကသူတို့အားကိုးနေရဗျသူတို့ကလည်းအချိန်နဲ့တပြေးညီကျွန်တော်တို့ကိုတင်အချက်လက်တွေပေးနိုင်မှာကျွန်တော်တို့ကလည်းအဲအချိန်နဲ့တပြေးညီဖြစ်ပါပေါ့နော်အဲ့တော့ အဲ့ဒီအပိုင်းမှာတော်တော်လေးကိုအားနေချက်ရှိရဗျ။ဒီလရေးစင်အသိဉာဏ်လူစင်းကိုလည်းအချိန်မီ ထုတ်ပြန်ခဲ့ဘူး။ Bami Sport Page ကနေပြောပဲထုတ်ပြန်ခဲ့တဲ့လူစင်းကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်။ကျွန်တော်ထင်တာကတော့ကျွန်တော်တို့ဒီမြန်မာပေါ်လို့အခွဲချုပ်အနေနဲ့နိုင်ငံအသိဉာဏ်ဒီ Social Media Page ကိုတိတိကျကျလေးသူတို့မကိုင်းသွေးဘူးပေါ့နော်။ဟိုရုံးခန်းတွေပါနေတဲ့ကျွမ်းကျင်တဲ့လူတွေကိုငှားထားတာမျိုးမဟုတ်ဘဲနဲ့ အဲဒီလူတယောက်ကပဲဒီ page တွေကို깟နေရလားတော်တော်လေးကိုစဉ်းစားစရာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ပြတချို့ဒီ match day ပုံတွေရှိမယ်ပြီးတော့လို့ရှိရင် line up ပုံတွေရှိမယ်ပွဲတွင်းမှာ ကစားသမားတွေကံလက်ချေမှာရိုက်တဲ့ပုံတွေရှိမယ်ပုံတွေရဲ့အခြေသွေးတွေမှာဆိုလို့ရှိရင်လည်းကမ္ဘောဒီးယားရဲ့ခြေပြားတော့မမီဘူးဗျအဲ့ဒါကြီးကတော်တော်ဆိုးတယ်ဗျအဓိကသတင်းအချက်အလက်ပဲကျွန်တော်တို့သတင်းအချက်အလက်ရယူတဲ့နေရာမှာအဲဥပမာဒီမြန်မာ Football Federation ပေါ့နော်ဒီမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ဒီပရိသတ်တွေစီကိုသတင်းအချက်အလက်တွေပြန်လည်ထုတ်ပြန်ရမှာအချိန်နဲ့တပြေးညီဖြစ်ဖို့လိုတယ်စနစ်တခြားနဲ့တတိချာချာလေးဖြစ်ဖို့လိုတယ်ပေါ့နော်လူစင်းပိုင်းနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ထပ်ပြောရင်တာကအာဖဂန်နစ္စတန်အသင်းနဲ့ကစားမဲ့ခြေစဉ်ပွဲစဉ်မှာ ရန်ကုန် United ရဲ့တိုက်စစ်မှုမြန်မာ National League ရဲ့ကိုသွင်းပြင်ရန်ကျော်ထွေးအနေနဲ့ဒီမြန်မာလက်ရေးစင်လူစင်းမှာပါဝင်မလာခဲ့ဘူးပေါ့နော်ကျွန်တော်ဒီရေသနာပုတ်အသေးအပြီမိုးလို့ပါလို့ဆိုရင်တွင်းကို၁၆ကိုတွင်းရင်ခဲ့တယ်ရေသနာပုတ်မှာလည်းခြေစွဲပြတယ်လက်ရေးစင်အပြီးသက်လူစင်းကိုပါသွားတယ်ဗျာကျွန်တော်တို့သဘောကျတယ်ပြီမိုးတော့ပါတယ်ဆိုလို့ရှိရင်ကျွန်တော်ရန်ကျော်ထွေးရလည်းပါတင်တယ်ဘာဖြစ်လို့လဲပေါ့နော်ရန်ကျော်ထွေးဂိုးတွေအများကြီးတွင်းနိုင်တယ်ဗျာဘယ်နေရာမှမဆိုသူဂိုးတွင်းတတ်တယ်ခြေထောက်နဲ့လည်းတွင်းတတ်တယ်ခေါင်းနဲ့လည်းတွင်းတတ်တယ်နေရာကြီးပုတ်တိကျတယ် ကျွန်တော်တော့တော်တော်ကြိုက်တယ်ရကူ United မှာလည်းသူကစားတယ်ပြီးခဲ့တဲ့ရာသီတုန်းကလည်းသူဂိုးသွင်းတယ်အခုရာသီမှာဆိုဂိုးသွင်းပြင်စုရတယ်အေအော်ဒီမှာတော့ကလည်းကျွန်တော်ဂိုးသွင်းပြင်စုရတယ်ဒီမြန်မာ National League ရဲ့ဂိုးသွင်းပြင်စုကိုကျွန်တော်တို့ကနှစ်ချိန်ရှိပြီရဒါပေမဲ့လူကစားသမားတယောက်နေနဲ့လေရွေးစင်အသေးမှာမပါဘူးဆိုတာကတော့တော်တော်လေးကိုစဉ်းစားစရာပေါ့နော်ကျွန်တော်ကတော့ရန်ကျော်တို့ကိုပါစီချင်တယ်ရန်ကျော်တို့ကိုကြိုက်တယ်ပြရန်ကျော်တို့ပါလို့ရှိရင်မြန်မာရဲ့ရွေးစင်အသင်းရဲ့တိုက်စစ်မှာသွင်းကိုတွေ ပုံမူရှာဖွေလာနိုင်လိမ့်မယ်လို့ကျွန်တော်တော့ထင်တယ်ကျွန်တော်ဒီပြည်ပမှာထွက်ကစားနေတဲ့တိုက်စစ်မှုတွေကများနေလို့လားပေါ့เนาะကျွန်တော်ဒီအောင်ကောင်းမှန်တမ်းပိုင်အစရှိသဖြင့်ပေါ့เนาะဒီတိုက်စစ်မှုတွေကိုရန်ကြော်တွေကမကြော်နိုင်လို့လားဒါပေမဲ့လည်းကျွန်တော်တို့ဒီပြည်ပမှာထွက်ကစားနေတဲ့ကစားသမားတွေကကြာတော့သူတို့တွေအသင်းမှာပုံမှန်ပေါ်ထွက်ခွင့်ရဖို့ကမတိကြဘူးပေါ်ထွက်ခွင့်ရရင်လည်းကိုသွေးမှုဆိုတာတော်တော်လေးကိုအချိန်ယူရတယ်ဒါပေမဲ့ရန်ကြော်တွေအနေနဲ့ကရောက်တိုက်တက်မှာပွဲကစားခွင့်ရရသလိုသွေးကိုတွေသွေးယူနိုင်တဲ့ အဲကျွန်တော်တို့ဆိုလို့ရှိရင်ရန်ကျော်ထွေးပါလာပြီဆိုရင်ကို United ကခိုးရမယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ကမှယူဆ ထားတယ်ပေါ့နော်ပြီးခဲ့တဲ့နှစ်ကဆိုလို့ရှိရင်အခုပြီးခဲ့တဲ့ရာသီကဆိုတဲ့ရာကို United ကတရာသီလုံးကိုနိုင်ငံခြားသားကစားသမားလုံးဝမခေါ်အောင်ကျွန်တော်ဒီရာသီအစပိုင်းမှာ AFC ပွဲတွေရှိတဲ့အတွက်ကြောင့်နိုင်ငံခြားသားကစားသမားတွေခေါ်တယ်ဒါပေမဲ့လည်းအဆင်မပြေဘူးအဆင်မပြေတော့ကျွန်တော်ပြန်ပြီးစာချုပ်ဖြတ်သိမ်းလိုက်တယ်တရာသီလုံးကိုပြည်တွင်းကစားသမားတွေနဲ့ပဲရာကို United အနေနဲ့ဖြတ်သန်းသွားတယ်အဲ့ဒီအချိန်မှာလည်းရာကို United ရဲ့သွင်းကိုတွေကအဓိကရှာဖွေပေးခဲ့တာကဂျန်ကျော်ထွေးပဲဖြစ်တယ်ပြီးတော့ရာသီကုန်မှာလည်းရာကို United အသေးအနေနဲ့ အစင်းနှစ်နေရာမှာရက်တည်နိုင်ခဲ့တယ်။သူတို့အနေနဲ့တော်တော်လေးကိုကောင်းတဲ့ရှားလက်တစ်ခုပါတော့ရင်ကျော်ထွေးရတယ်တကယ်ကိုတရားဒီလိုခြေစွမ်းပြခဲ့တယ်။အဲ့တော့ကျွန်တော်ဒီအာရှဖလားခြေစစ်ပွဲလို့ပြိုင်ပွဲမျိုးမှာရန်ကျော်အထွေးလို့ကစားသမားဟူသောရွှေသိမ့်တယ်လို့ထင်တယ်။အဲ့တော့ ကျွန်တော်တို့အနေနဲ့ဘောလုံးဖွဲ့ချုပ်ကနေပြီးတော့ကစားသမားတွေကိုရွေးချယ်ပုံစံတွေနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးအသေးစိတ်သိချင်တယ်ပေါ့နော်ပုံလေးမြင်တာမျိုးရှိစေချင်တယ်တရင်ချက်လက်တွေကိုပရိသတ်တွေကိုပေးရပါလေတိတိချာချာတိတိချာချာနဲ့အဲအချိန်နဲ့တပြင်းချင်းကျွန်တော်ပေးစေချင်တယ်ပေါ့နော်ဒါကလည်းတော်တော်လေးကိုအကျိုးသက်ရောက်မှုရှိပါတယ်ဗျအဲ့တော့ကျွန်တော်ဒီနေ့မတ်လ25ရက်နေ့ညနေ9:00နာရီမှာရှင်ပြန်ကစားအောင်ပွားမယ်အာဖဂန်နစ္စတန်အသေးတဲ့မြန်မာလူရေးစင်အသေးတို့ရဲ့ပွဲစဉ်ကိုကိုယ်နဲ့ထိတွေ့ရအောင်ပေးချဖို့ကြွကျွန်တော်တောင်းဆိုပါတယ်